အားနည်းချက်များရှိခဲ့တဲ့2014ခုနှစ်ရန်ကုန်မြို့စီမံသားရဲကော်မတီအစဉ်စဉ်ရွေးကောက်ပွဲနည်းဦးတွေများကိုပြင်ဆင်မှဖြစ်ကြောင်းရန်ကုန်မြို့တော်ဝန်ဦးလာမြင့်ကဧပြီလ9ရက်နေ့ကပြုလုပ်တဲ့ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ထူစီဝေးမှပြောကြားလိုက်ပါတယ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာရန်ကုန်မြို့တော်စီမံသားရာ၏ဥပဒေကို2013ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာအတည်ပြုပြဋ္ဌာန်းခဲ့ပြီးရင်းဥဒေပုံမှ85မှာကော်မတီဝင်များခရိုင်စီမံသားရာ၏ကော်မတီဝင်များနဲ့မြို့နယ်စီမံသားရာ၏ကော်မတီဝင်များကိုရွေးချယ်တင်မြှောက်ဖို့ရွေးကောက်ပုံနည်းစနစ်တွေကိုနည်းဥပဒေတည်းရပြဋ္ဌာန်းရမယ်လို့ပါရှိကြကြောင်း 2014ခုနှစ်ဩဂုတ်လ1ရက်နေ့မှာရန်ကုန်မြို့တော်စီမံစာရေးကော်မတီအဆင့်ဆင့်ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာနှီးပွဲတွေကိုရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့သဘောတူညီချက်နဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ရင်းနှီးမှုတွေကိုကျင်းပပြီး2014ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာရန်ကုန်မြို့တော်စီမံစာရေးကော်မတီအဆင့်ဆင့်ရွေးကောက်ပွဲများကိုပြုလုပ်ခဲ့ခြင်းဖြစ်ရာအားနည်းချက်များရှိခဲ့တယ်လို့ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ်2လွတ်တော်ကိုယ်စားလှယ်ဒေါက်တာညိုညိုသိန်းကအားနည်းချက်ရှိတဲ့ရွေးကောက်ပွဲနှူးပဒေကိုဖျက်သိမ်းက2015စီပင်ရွေးကောက်ပွဲနှူးပဒေတက်ကိုပြဋ္ဌာန်းပေးဖို့လွတ်တော်မှာအဆိုတင်သိမ်းခဲ့ရာ ရန်ကုန်မြို့တော်ဝန်ကလက်ရှိနယူပရီဟာတည်ဆဲနယူပရီဖြစ်ပြီးတိုင်းဒေသကြီးလွှတ်တော်ကအတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်တဲ့အတွက်အသည့်ရေးဆွဲဖို့မလိုအပ်ကြောင်းနဲ့ခေတ်စနစ်နဲ့မလျော်ညီတဲ့အချက်လက်များကိုသာလိုအပ်ပါကပြင်ဆင်တင်တယ်လို့ပြောကြားခဲ့ပါတယ်။၂010ခုနှစ်ဒီဇင်ဘာလ29ရက်နေ့မှာပြုလုပ်ခဲ့တဲ့ရန်ကုန်မြို့တော်စီမံသားရိုင်းကော်မတီအစဉ်အဆက်ရွေးကောက်ပွဲတွေကိုတရင်နောက်ကိုတဦးနှုံးသာမဲပေးခွင့်ရှိတဲ့အပြင်မဲစင်းများစွာကြန့်ရှိခဲ့ပြီးမဲပေးလူသူများစွာမဲပေးခွင့်မရရှိခဲ့ပါဘူး။ အဆိုပါရွက်ောက်ပွဲမှာမဲပေးကွင်းရှိသူ၄သိန်း9889နဲ့25ရာခိုင်နှုန်းသာမဲလာပေးခဲ့ပြီးရွက်ောက်ပွဲစီ7သိန်း3100ကျော်အသုံးပြုခဲ့ကြောင်းထုတ်ပြန်ခဲ့ပါတယ်။